င်္ဂလာပါရှင်။မြစမရဲ့သတင်းတူသတင်းမှားများကိုတိုက်ဖြတ်ခြင်း misinformation buster စီစဉ်ကနေပြန်လည်ကြိုဆိုပါရစေ။ဒီတစ်ပတ်မြစမ fact check အဖွဲ့ကနေစစ်ဆင်ထားတဲ့သတင်းတွေကတော့ပလောက်ဝမှာ AA တပ်သားတွေတည်ဆုံနေဆိုတဲ့ဓာတ်ပုံအမှားအီတလီဝန်ကြီးချုပ်ရဲ့ရုပ်သံဖိုင်အဟောင်းနဲ့ဘာသာရေးခွဲခြားမှုဖြန့်ဝေနေတဲ့သတင်းအမှားဓာတ်ပုံအတုဗီဒီယိုအတုတွေကိုဖော်ထုတ်ခြင်းစာရာတွေကိုစူးစီးတင်ဆက်ပေးသွားဖို့ရှိပါရစေ။ အခုရင်ဆုံးနေနဲ့ချင်းမြင့်နယ်ပလောဝါမြို့နယ်မှာအာရခတက်တော်ရဲ့တပ်သားတွေတည်ဆုံနေတဲ့ဆိုရက်ဓာတ်ပုံတစ်ခုလူမှုကွန်ရက်မှာပြက်နေတဲ့အကြောင်းကိုအရင်ဆုံးကြည့်အောင်ပါဒီအကြောင်းအရာကို Truth Media ကနေ November 12ရက်နေ့မှာဓာတ်ပုံတစ်ပုံနဲ့အတူဖြန့်ဝေခဲ့တာပါဓာတ်ပုံထဲမှာတော့လူလေးယောက်ဟာထန်းစင်နဲ့တစုံတစ်ခုကိုထန်းထားတဲ့ပုံစံကိုတွေ့ရပါတယ်ဒီအကြောင်းဟာကြည့်ရှုသူ9000ကျော်နဲ့တခြားသော channel တွေမှာလည်းပြန့်နှံ့နေတာပါမြန်မာကဒီဓာတ်ပုံနဲ့ပတ်သက်လို့အချက်လက်စစ်ဆေးခဲ့ပါတယ် ပုံတွေရဲ့ဇမျက်ကိုစစ်ဆေးတဲ့ Google Image Search နဲ့ရှာဖွေတဲ့အခါမှာဒီပုံဟာလက်တလုံးမှာဖြစ်ပွားခဲ့တဲ့ပုံဖြစ်နေတာကိုတွေ့ရပါတယ်။ဒါပေမဲ့မြန်မာနိုင်ငံကဖြစ်စင်တော့မဟုတ်ပါဘူး။အိန္ဒိယနိုင်ငံမီဇရန်ပြည်နယ်ကကျေးရွာတစ်ခုမှာရေကြောက်ဖြစ်တဲ့ရောဂါကြောင့်ဒေသခံ6ယောက်သေဆုံးခဲ့တယ်လို့ North East News ဆိုတဲ့သတင်း website ကနေ November 13ရက်နေ့မှာသတင်းဖော်ပြထားပါတယ်။ ဒီသတင်းထဲမှာတည်ဆုံးသူတွေဟာ6ယောက်ထဲမှာ9ယောက်ကမြန်မာနိုင်ငံသားတွေဖြစ်ပြီးတော့ဒီရေတွေဟာမြန်မာနဲ့နေဆက်ဘက်ကနေဖြတ်ကျော်လာတာလို့ရေးသားထားပါတယ်။အဲဒီသတင်းထဲမှာတုံ့နှားတဲ့ပုံဟာ Truth Media ကအသုံးပြုထားတဲ့ဓာတ်ပုံနဲ့အတူတူပဲဖြစ်ပါတယ်။ဒါအပြင် BNI သတင်းဌာနကနေလည်းဒီသတင်းအကြောင်းအရာနဲ့ပုံကိုဖော်ပြထားပြီးတော့ဝမ်ပြဝမ်ရှော့ယောဂကြောင့်လို့ဖော်ပြထားပါတယ်။တဲ့နဲ့မှာတော့မီဇရန်ပြည်နယ်ကအဲ့ဒီရွာမှာပလဝဘက်ကဒေသခံတွေစစ်ဆောင်ပုံများတယ်လို့လည်းဖော်ပြထားပါဗျ ဒီချက်တွေကိုကြည့်လို့ရှိရင် AA တက်သားတွေပလက်ဝမှာတည်ဆုံရတာမဟုတ်ဘဲရေကြောင်းဖြစ်တဲ့ရောဂါကြောင့်ဒေသခံတချို့မလိုအပ်ပဲတည်ဆုံခဲ့ရတာကိုအတည်ပြုနိုင်ခဲ့ပါတယ်။ဒါကြောင့်ချင်းပြည်နယ်ပလက်ဝမြို့နယ်မှာအာရခတက်တော်ရဲ့တက်သားတွေတည်ဆုံနေတယ်ဆိုတဲ့သတင်းဟာတခြားမဆိုင်တဲ့ပုံကိုအသုံးပြုထားပြီးတော့ဆေအိုစုကြောင့် AA တက်သားတွေအထင်အားတရားပုံဖော်ပြီးတော့ဖြန့်ဝေထားတဲ့သတင်းတူပဲဖြစ်ပါရဲ့ရှင်။ အခုနောက်ထပ်အနေနဲ့အီတလီဝန်ကြီးချုပ်ကအစ္စလမ်ဘာသာဝင်တွေကိုနိုင်ငံရဲ့ဘဲအုပ်ချုပ်ရေးမှပါဝင်ခွင့်မရှိရဘူးလို့ပြောတယ်ဆိုတဲ့သတင်းတစ်ခုလူမှုကွန်ရက်မှာပြန့်နှံ့နေတဲ့အကြောင်းကိုဆက်ကြည့်အောင်ပါကိုသက်ဆိုတဲ့ Facebook ကောက်ကနေ November 12ရက်နေ့မှာအီတလီဝန်ကြီးချုပ် Georgia Meloni ကနိုင်ငံတည်းမှာမြေတီအုပ်ချုပ်ရေးရန်ရမှမှအစ္စလမ်ဘာသာဝင်တွေပါဝင်ခွင့်မရှိအမိန့်ထုတ်ပြန်လို့ရေးသားပြီးတော့ရုပ်သောက်ဖိုင်တစ်ခုကိုဖြန့်ဝေထားတဲ့အပြင်စာရဲ့အစုံမှတ်ချက်ထဲမှာသတင်းပုံပါတယ်လို့လည်းပြောထားပါဗျ။ ရုပ်သံဖိုင်ထဲမှာတော့အီတလီဝန်ကြီးချုပ်မီလိုနီအပါအဝင်ရုပ်သံထဲမှာမိခွန်းပြောနေတာမပါပါဘူးမှတ်ချက်ထဲမှာတော့မီလိုနီရဲ့ပုံနဲ့အတူအစ္စလမ်ဘာသာဝင်တွေကိုခွဲခြားတဲ့စကားလုံးတွေနဲ့ရေးသားထားတာကိုတွေ့ရပါတယ်ဒါကိုကြိုက်နှစ်သက်သူ2300ကျော်ကျရှုသူ9000ကျော်နဲ့ပြန်လည်မျှဝေသူ800နီးပါးအထိရှိခဲ့ပါတယ်မြစ်စမကဒီသတင်းနဲ့ပတ်သက်လို့အချက်လက်ဆွစီခဲ့ပါတယ် ှတ်ချက်မှာပါတဲ့ပုံကိုရှာဖွေတဲ့အခါမှာပြီးခဲ့တဲ့2023ဒီဇင်ဘာမှာ Business Standard သတင်း website ကနေပေါ်ပြခဲ့တဲ့ပုံနဲ့အတူတူပဲဖြစ်နေတာကိုတွေ့ရပါတယ်။ဒါကိုကြည့်ရင်လွန်ခဲ့တဲ့နှစ်နှစ်ကဖြစ်နေတာကိုတွေ့ရမှာပါ။သတင်းထဲမှာပါဝင်တဲ့အကြောင်းအရာကတော့အစ္စလာမ်တွေရဲ့ဘာသာတရားရှင်ကျိမှုဟာဥရောပနဲ့မကန့်ညီတဲ့အကြောင်းနဲ့ဆော်ရီနိုင်ငံကိုရှရီယာဥပဒေအကောင့်ထဲပုံမှုအတွက်ဝေဖန်ထားတာကိုတွေ့ရပြီးအုပ်ချုပ်ရေးမှာအစ္စလာမ်ပါဝင်မှုနဲ့ပတ်သက်လို့ထည့်သွင်းပြောထားတာမတွေ့ရပါဘူး။ ဒီအီတလီဝန်ကြီးချုပ်ပြောတဲ့ရုပ်တံဖိုင်ဟာရုပ်တံဖိုင်အဟောင်းဖြစ်တဲ့အကြောင်းကိုလည်း Hindustan Times သတင်းဌာနနဲ့ India Today သတင်းဌာနတို့ကအဲ့ဒီ2023ဒီဇင်ဘာလမှာကတည်းကအသီးသီးဖော်ပြထားကြပါဗျ။သူတို့ရဖော်ပြချက်တဲမှာလဲအစ္စလမ်ဘာသာဝင်တွေကိုခွဲခြားတဲ့စကလုံးအုံနှုံးတွေနဲ့ရှရီယာဥပဒေအကြောင်းပဲပါဝင်ပါတယ်။အုပ်ချုပ်ရေးလုပ်ငန်းမှာအစ္စလမ်ဘာသာတွေပါဝင်ခွင့်မပေးဘူးလို့မပါပါဘူး။ ဒါကြောင့်ဒီသတင်းဟာအီတလီဝန်ကြီးချုပ်မယ်လိုနီပြောခဲ့တဲ့စကားကိုလိုသလိုပြုပြင်ပုံဖော်ပါသာပြန်ပြီးတော့ပြန်လည်ဖြန့်ဝေထားတာပါ။ဒါအပြင်အခုဖြစ်စဉ်လည်းမဟုတ်ပဲဒါဟာလွန်ခဲ့တဲ့နှစ်နှစ်ကျော်2023ခရက်ကသတင်းအကြောင်းအရာကိုတမင်ဖြန့်ဝေတာပဲဖြစ်ပါတယ်မြန်မာနိုင်ငံရဲ့လက်ရှိဖြစ်ပေါ်နေတဲ့နိုင်ငံရေးစစ်ရေးအခြေအနေတွေအပြင်အတူရောင်ရွေးကောက်ပွဲပြုလုပ်ခါနီးမှာအခုလိုမျိုးဘာသာရေးခွဲခြားတဲ့ထိလွယ်ရှလွယ်ဖြစ်နိုင်တဲ့သတင်းဟောင်းတွေကိုတမင်ပြန်ဖြန့်ဝေတာ ိုင်ငံသားကဖြစ်စဉ်တွေကိုလိုသလိုဘာသာပြန်ပြီးတော့မြန်မာဆိုရှယ်မီဒီယာအသုံးပြုသူတွေကြားမှာသတင်းထုတ်ဖန်တီးပြီးတော့ဖြန့်ဝေထားတာပဲဖြစ်ပါတယ်ရှင်။အခုတော့ပုံအတုဗီဒီယိုအတုတွေကိုဖော်ထုတ်ခြင်းအကြောင်းကိုဆက်ပြီးပြောပြချင်ပါတယ်။ပုံနှပုံဟာဇေကလုံးတထောင်လောက်တန်တယ်လို့ဆိုပေမဲ့ဒီကနေ့ခေတ်မှာပုံတွေဗီဒီယိုတွေဟာလိန်ညာမှုတထောင်ရဲ့အစဖြစ်နေပါပြီ။စတန်နဲ့အရာသတင်းမှား90ရာခိုင်နှုန်းကျော်ဟာပုံအဟောင်းတွေနဲ့မူရင်းမရှိတဲ့ရုပ်တံတွေကိုအသုံးပြုပြီးဖြန့်ဝေနေတာတွေ့ရပါတယ်။ ဒီစီဇန်မှာတော့သတင်းမှောက်ကိုပထမဆုံးမြင်လိုက်တာနဲ့တန်တရားဝင်နိုင်တဲ့မျက်လုံးမျိုးရရှိသွားဖို့နဲ့ကိုဘာသာကိုအလွယ်တကူစစ်ဆေးနိုင်တဲ့နီလန်သုံးခုကိုလေ့လာသွားရမှာဖြစ်ပါတယ်။ပုံရုပ်တံအတုအမျိုးအစားများသတင်းမှာပြန့်ဝင်သူတွေဟာပုံနဲ့ဗီဒီယိုတွေကိုဘယ်လိုမျိုးအဓိကနီလန်သုံးခုနဲ့လိညာကြသလဲဆိုတာကြည့်အောင်ပါ။ပုံရုပ်တံအဟောင်းကိုအသက်လိုပြန်သုံးခြင်းလွန်ခဲ့တဲ့နှစ်ပေါင်များစွာကဖြစ်ရတခုဒါမှမဟုတ်နိုင်ငံသားမှဖြစ်ပျက်ခဲ့တဲ့အဖြစ်ပျက်တခုက ပုံဒါမှမဟုတ်ဗီဒီယိုကိုသုံးပြီးတော့ဒါဟာဒီကနေ့ဒီနေရာမှာဖြစ်နေတာလို့လိညာတာဖြစ်ပါတယ်။တကယ်တော့အဲ့ဒါဟာအရင်ကဖြစ်ရက်တခုဒါမှမဟုတ်မသက်ဆိုင်တဲ့စနားပြမှုရုပ်တံဖိုင်ဖြစ်နေတာမျိုးပါ။အစ်စ်ကိုပြုပြင်ပြောင်းလဲခြင်း၊မူရင်းပုံဒါမှမဟုတ်ဗီဒီယိုကို Photoshop လိုမျိုး software တွေသုံးပြီးတော့ပြုပြင်ဖန်တီးတာဖြစ်ပါတယ်။ဥပမာဓာတ်ပုံထက်ကပုံကိုတယောက်ကိုဖဲထုတ်တာစာသားထည့်တာဒါမှမဟုတ်ပုံနှစ်ပုံကိုပေါင်းဆက်တာ ဥပမာပြောရရင်ရန်ကုန်စူးလေမှာတေကုန်ပြီးလုံးဝအပြင်မထွက်ကြပါနဲ့တမျိုးလုံးလိုက်ဖမ်းနေပြီလို့ရှင်းသားပြီးတော့စူးလေဖျားပုံကိုပြန်လည်ပြုတ်ပြန်ပြီးဖြန့်ဝေတာမျိုးပဲဖြစ်ပါတယ်။ညံရီတို့ AI နဲ့အသက်ဖန်တီးတာလူသားဖန်တီးလို့မပါဘဲနဲ့ကွန်ပျူတာပရိုဂရမ် AI တွေနဲ့လုံးဝအသက်ဖန်တီးထားတဲ့ပုံဒါမှမဟုတ်ဗီဒီယိုတွေဖြစ်ပါတယ်။ညနေပြန်အသေးစိတ်ကြသလိုရေစီးတာမီးလောင်တာတွေကိုတော့အစစ်လိုမျိုးဖန်တီးနိုင်ပါတယ်။ သတင်းတပ်ပုံအတူတွေကဘယ်လိုပုံစံရှိနိုင်တယ်ဆိုတာရှင်းပြတဲ့နောက်အခုခါမှာတော့ဘယ်လိုစီစဉ်ရမလဲဆိုတာကိုကြည့်လိုက်ရအောင်ပါ။ပုံရဇမျက်ကိုရှာဖွေကြပါမယ်။ဒီပုံဟာအဟောင်းလားအသက်လားဘယ်နေရာကနေစတင်ခဲ့တယ်လဲဆိုတာကိုရှာဖွေဖို့အတွက်ပါ။တန်တရားရှိတဲ့ပုံဒါမှမဟုတ်ဗီဒီယိုရဲ့ screen shot ကိုရယူလိုက်ပါ။ Google Chrome ဒါမှမဟုတ်ဖုန်းရဲ့ browser မှာ Google Lens 10i Yandex လို့ဖွင့်ပါ။ရိုက်ထားတဲ့ screen shot ကိုအဲ့ဒီ search engine ထဲမှာထည့်သွင်းပြီးတော့ရှာဖွေပါ။ ဘာကိုရှောင်ဖွေရမလဲရှောင်ဖွေမှုရလတ်မှာပထမဆုံးပေါ်လာတဲ့ရက်စွဲကိုကြည့်ပါတကယ်လို့လွန်ခဲ့တဲ့3နှစ်ကတည်းကရှိနေတဲ့ပုံဖြစ်နေတဲ့ဆိုရင်အခုမှလက်တလောအဖြစ်ပုံဖော်ထားတာကိုချက်ချင်းသိနိုင်ပါတယ်ပုံကိုဖော်ပြထားတဲ့မူရင်းသတင်းဌာနဒါမှမဟုတ်နေရာဒေသကိုစစ်ဆေးပါဥပမာရလတ်တွေမှာဖိလစ်ပိုင်နိုင်ငံကအကြောင်းအရာလို့ဖော်ပြနေရင်မြမပြည်ဖြစ်စဉ်အဖြစ်ဖြန့်ဝေတာဟာလိန်ညာမှုပဲဖြစ်ပါတယ်။အသေးစိတ်ကိုစူးစမ်းကြည့်ချင် ပြုပြင်ထားခြင်းဒါမှမဟုတ် AI နဲ့ဖန်တီးထားတာရှိမရှိစစ်ဆေးဖို့ပါပုံဒါမှမဟုတ်ဗီဒီယိုကိုချဲ့ကြည့်ပြီးတော့ဒီချက်တွေကိုအာရုံစိုက်ပါအရိတ်နဲ့အလင်းရောင်အရိတ်တွေကတက်သမှတ်တဲကြာရဲ့လားနေအောင်ခြေကပုံရဲ့ဘယ်ဘက်ကလာနေတာကိုပုံတွေကတခြားတွေရဲ့အရိတ်တွေကလည်းအတီးပြုတ်ပြီးနိုင်ရဲ့လားပြပြန်ထားတဲ့ပုံတွေမှာအလင်းနဲ့အရိတ်မညီတာကိုတွေ့ရတတ်ပါတယ်။မျက်နှာနဲ့လက်ချောင်းများ AI နဲ့ဖန်တီးထားတဲ့ပုံတွေမှာလူတွေရဲ့လက်ချောင်းတွေကပုံပြတ်နေတာ ၊သွားတွေမညီတာ၊မျက်လုံးတွေအနှဲငယ်ဝေဝါးနေတာကိုသတိထားပါ။ဆိုင်းပုံးနဲ့စားသားများပုံထဲကစားလုံးတွေဆိုင်းပုတ်တွေဟာမူရင်းလား၊မှုန်နေလား၊တကယ်ရှိတဲ့ဆိုင်းပုတ်တွေနဲ့တူရဲလားဆိုတာကိုစစ်ဆေးပါ။မူရင်းအရှင်းမြတ်ကိုရှာဖွေခြင်းဒရင်ရနောက်ွယ်ကဘသူတွေဖြန့်ဝေနေသလဲယုံကြည်ရလားစစ်ဆေးဖို့ပါဒီပုံဒီဗီဒီယိုကိုဘသူကစတင်ဖြန့်ဝေခဲ့တာလဲသတင်းဌာနလားအဖွဲ့အစည်းတစ်ခုလားဒါမှမဟုတ်နာမည်မသိတဲ့တစုံတစ်ယောက်လားတင်တဲ့အကောင့်ရဲ့တခြား post တွေကိုကြည့်ပါ သူတို့ဟာဘက်လိုက်တဲ့အကြောင်းအရာတွေကိုပဲနေတိုင်းတန်နေတာလားအရင်ကလည်းသတင်းမှားတွေကိုဖြန့်ဖူးသလားသတင်းမှားတွေကိုကင်တွယ်ဖြေရှင်းတဲ့နေရာမှာအရေးကြီးဆုံးကမမျှဝေခင်စစ်ဆေးပါဆိုတဲ့အချက်ပဲဖြစ်ပါတယ်တင်တယောက်ထဲစစ်ဆေးလိုက်တာကလူတရာကိုလိန်ညာမှုရဲ့အသားကောင်ဖြစ်စေမဲ့အန္တရာယ်ကနေကာကွယ်လိုက်တာနဲ့အတူတူပါပဲဒီစစ်စေနီ၃နှစ်ကိုအသုံးပြုပြီးတော့သတင်းမှားကင်းစင်တဲ့လူမှုကွန်ရက်ကိုဖန်တီးရမှာလက်တွဲကူညီပေးပါလို့တိုက်တွန်းလိုပါတယ်ရှင်။ မြစမကတပတ်တွင်စစ်စစ်ထားတဲ့အကြောင်းအရာတွေကိုစူးစီးတင်ဆက်ပေးခဲ့တာပါပရိသတ်တွေအနေနဲ့စစ်ဆေးဆစ်ခြင်းတဲ့သတင်းတွေတွေ့ခဲ့ရင်ပဲဖြစ်ဖြစ်တန်တရားရှိတဲ့အကြောင်းအရာတွေကိုတွေ့ခဲ့ရင်ပဲဖြစ်ဖြစ်ကျမတို့ရဲ့ fact check အဖွဲ့ကိုဒီလင်းလေးကနေတဆင့်စစ်ဆေးဆစ်ခြင်းတဲ့အကြောင်းအရာတွေကိုပေးပို့ကြဖို့အတွက်ဖိတ်ခေါ်ပါတယ်ကြည့်ရှုကြကြတဲ့ပရိသတ်တွေအားလုံးတဘာဝဘေးစစ်ဘေးကနေကင်းဝေးပြီးတော့သတင်းမှန်တွေကိုရွေးချယ်ဖတ်ရှုနိုင်ကြပါစေရှင် ်လူ့သောမီဒီယာရဲ့ဆက်လက်ရပ်တည်နိုင်ဖို့ပြည်သက်တွေထောက်ပံ့ပေးမှုဟာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Mizuma TV YouTube Channel မှာမြန်မာဝင်ပြည်ချင်းကိုဦးနှိမ့်နိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါရစေ။